ဟိုကြေးလိမ်လည်မှုမခံဘူးဆိုရင်ဒီနှစ်ချက်ကိုယူဆဖို့အရေးကြီးပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကဒီငွေကြေးလိမ်လည်မှုတွေမခံဘူးဘာလေးတွေကျွန်တော်တို့ယူဆတင်လဲဆိုတော့နဲ့ပတ်သက်လို့ဝေမျှပေးခြင်းပါတယ် တော်တလောကသတင်းဖတ်တာလေးတွေရှိတယ်ဟိုကတလောက15ရာခိုင်နှုန်းပေးမယ်ယင်းနှစ်ထဲကြပါဆိုပြီးတော့တော်တော်များများလိုက်ထဲကြတာရှိတယ်ကိုရှိတဲ့ငွေလေးတွေတချို့လည်းရှိတာလေးတွေပေါင်နဲ့ရောင်းချပြီးတော့ထဲကြတယ်နောက်ပိုင်းမှာခုနအရင်ကြီးဖိတ်ခေါ်တဲ့သူတွေကပဲပြောက်လို့ပြောက်တော့မှမသိပဲနဲ့ဆုံးရှုံးနေတာမျိုးတွေဒါတွေကျွန်တော်ကြားရတယ်ဆိုတော့ဒီလိုသတင်းမျိုးကမြန်မာပြည်မှာခဏခဏလေးကျွန်တော်တို့ကြားရတယ်ဒီလိုအဖြစ်ပျက်တွေကျွန်တော်တို့ခဏခဏကြုံရတယ်အွန်လိုင်းမှာငွေကြေးလိမ်လည်မှုဆိုပြီးရိုက်ခြင်းကိုကျွန်တော်တို့ဒီလိုသတင်းတွေအများကြီးဖတ်ရတဲ့အခြေအနေဖြစ်ပါတယ် ဆိုတော့မြမိုင်းမှာကျွန်တော်တို့ကလှုပ်လို့ကောင်းဆုံးဒီလိန်နဲ့ကိစ္စလုံးပြောလို့ရတယ်တခုဆိုတော့ ਨੇ ယင်းဒီဖိတ်ခေါ်မယ်ပြီးလို့ရှင်ယင်းဒီထည့်ပြီးတော့ဆက်ဆက်ချင်းတလားနှစ်လားသုံးလားလောက်ထိသူကဒီအချိုးမြက်လေးတွေပေးတယ်ပြီးလို့ရှင်ဒီခေါ်တဲ့အဖွဲ့ကဘယ်ပြောက်လို့ပြောက်သွားမှမသိဘူးကျွန်တော်ရှေ့မှာလည်းတာရခိုင်အများကြီးဂျုံခဲ့ဘူးတဲ့ဒီနောက်ပိုင်းဆိုရင်ပို့သိတာလည်းကြားဖြတ်လို့ပါလို့ကိစ္စလည်းအများကြီးဂျုံလာဒါတွေကကျွန်တော်တို့အကြစနဆိုလို့ကြားရတဲ့ကိစ္စတွေဖြစ်နေတာပေါ့နော်ဆိုတော့ဒီလိုငွေကြေးလိန်လဲမှုတွေမခံဖို့ဆိုလို့ ကိုယ်တိုင်ကသတိထားရမယ့်အချက်တွေရှိပါတယ်ကျွန်တော်တို့ရိုးရိုးလေးစဉ်းစားကြည့်လို့ရတယ်ဗျာတစ်လကို15ရက်ခန့်ပေးတယ်ဆိုရင်တစ်နှစ်ကိုကျွန်တော်တို့ကဂျာဂနိုး180ဖြစ်သွားမယ်အဲ့တော့စီးပွားရေးလုပ်ငန်းတစ်ခုကတစ်နှစ်ကိုအလောက်ထိအကျိုးမြတ်ရနေလောက်မှာကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်ဗန်းနေပြီးတော့ကျွန်တော်တို့လုပ်ငန်းတွေအတွက်ချီးတယ်ဆိုရင်ဟို700ခန့်တော့ပေးအဲ့700ခန့်တွေကိုနှာပါမယ်ညားနေတယ်ဆိုပြီးတော့ဒါလုပ်ငန်းရှင်တွေအော်နေရတဲ့အခြေအနေပေါ့နော်ဒီကာလမှာပို့တည်တာတယ်အလုံးကကြက်တဲနေတဲ့အချိန်မှာကျွန်တော်လုပ်ငန်းတစ်ခုအများကြီးမြောက်ဖို့ဆိုတော့လည်းနောက်တစ်ခုကမတန်တဆပေါ့နော်ကျွန်တော်တို့ဒီအကျိုးမြတ်တွေပေးနေလို့ဆိုတာသတိထားဖို့အင်မတန်ကောင်းပါတယ်ရှင်းသင်ရှိတတ်တဲ့ ဲ့အကျိုးမြတ်မဟုတ်ဘူးရှင်းသင်ရှိတတ်တဲ့အတွုံးလုံးမဟုတ်ဘဲနဲ့ဆွဲနေပြီဆိုရင်ဒါသတိထားဖို့ကြိုးတယ်ပေါ့လေကျွန်တော်ငွေကြေးမှမဟုတ်တခြားဒီ product တွေပစ္စည်းတွေရောင်းနေမတန်တဆတွေဈေးချပြီးတော့ရောင်းနေ discount တွေအများကြီးနဲ့ချပြီးရောင်းနေဆိုလဲဒါချင်းဖြစ်ဖို့များတော့ကျွန်တော်သတိထားဖို့လိုတယ်ဆိုတော့ငွေကြေးလည်လည်းမှုနဲ့ပတ်သက်ရင်ဒီနှစ်ချက်ကိုသတိထားဖို့လိုတယ်ပထမတစ်ချက်ကဘာလဲဆိုတော့ knowledge ပေါ့နော်သက်ဆိုင်ရာစီးပွားရေးနဲ့ပတ်သက်တဲ့အသိပညာတွေလိုတယ်နောက်တစ်ခုကဒီငွေကြေးနဲ့ပတ်သက်တဲ့ financial literacy financial knowledge ပေါ့နော်ဒါတွေကျွန်တော်တို့လိုတယ်ဟိုဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်စဉ်းစားလို့ရခုနကတိုးနှောင်းတဲ့အကျိုးမြတ်နှုံးနေ နဲ့ကျွန်တော်ပြန်စဉ်းစားလို့ရတယ်မဖြစ်နိုင်ရင်နှုံးနေပြေးနေပြီဆိုရင်ဒါစီလိမ့်လည်းပိုများတယ်နောက်တစ်ချက်ကတော့တခုဆိုတာ ਨੇ စစ်စစ်တက်ဖို့အရေးကြီးတယ်ဟိုမှာသူများတွေကထားကောင်းတယ်ဆိုပြီးကျွန်တော်တို့လိုက်လို့တာရှိတယ်သူများတွေကတော့ဒီရင်းနှီးမြှုပ်နှံမှုတွေအကျိုးအမြတ်အများကြီးရမယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတယ်ငါတော့လိုက်လို့မှာ ဲဆိုပြီးတော့လိုက်လို့ကြတာရှိတယ်ပေါ့နော်တချို့ကြတော့လေကိုယ့်ရဲ့ဒီလောဘနဲ့ပေါ့နော်သူများတော့ရတယ်ကိုတော့မရမှကြောက်တယ်ဆိုပြီးလိုက်လို့တာရှိတယ်ဆိုတော့တခုဆိုတော့ねကိုယ့်ရဲ့စိတ်ခံစားချက်နောက်လိုက်ပြီးတော့လှုပ်တာတော့သူများလှုပ်လို့လိုက်လှုပ်တာနဲ့ဆိုင်တေချာစစ်စစ်ပြီးမှာပဲလှုပ်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီနှစ်ချက်အရေးကြီးတယ်အသိပညာပြောင်းအောင်လှုပ်ပါနောက်တစ်ချက်ကတော့တခုဆိုတာねတေချာစစ်စစ်ပြီးတော့လှုပ်ပါဒါဆိုလို့ရှင်တော့ငိုကြေးလိမ်လည်မှုခံတဲ့ဟာမျိုးတွေကျွန်တော်တို့ရှောင်ရှားနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်